ကျမ်းမာတော်မူကြပါစို့ခင်ဗျာယခုချိန်မှာစတင်ပြီးဒီကနေ့နိုဝင်ဘာလ10ရက်နေ့မနက်ခင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်ကတော့ရဲဘော် live မှာဒီ channel လေးကမြေပြင်ချင်းတွေကိုတင်ဆက်ပေးနေတဲ့သတင်း channel လေးဖြစ်တာကြောင့် like and subscribe လုပ်ထားဖို့လည်းဖိတ်ခေါ်လိုက်ပါရခင်ဗျာပရမအူဆုံးအနေနဲ့တင်ဆက်ပေးခြင်းတကတော့တပေးရင်နဲ့ကောလင်မြို့နယ်တို့မှာစစ်တက Y8 လီရင်နဲ့ရိတ်ခါတုံများကြေချပို့ဆောင်ခဲ့ပြီးတော်လိုင်းကြီးတပ်ဖွဲ့ကရိတ်ခါတချို့တင်စေရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ် စကိုင်းတိုင်းတပင်းမြို့နယ်အတွင်းမှာတက်ဆွဲထားတဲ့အကြံဖတ်စစ်သားတွေကိုစစ်တပ်က Y8 နဲ့ရိတ်ကားတုံးများကျေချပို့ဆောင်ခဲ့ပေမဲ့လေတော်လိုင်းတပ်ဖွဲ့ကရိတ်ကားတချို့တင်ဆက်ရရှိခဲ့ကြောင်းတပင်းအခြေစိုက်အဖြူရောင်ပြည်သူကာကွယ်ဖွဲ့ပြန်ကြားရေးတာဝန်ခံကပြောကြားပါတယ်။နိုဝင်ဘာလ10ရက်နေ့မှာတပင်းမြို့ပေါ်မှာတက်ဆွဲထားတဲ့အကြံဖတ်စစ်သားတွေကိုစစ်တပ်ရဲ့ Y8 လေယာဉ်တစ်စီးကရိတ်ကားတုံးများလာရောက်ကျေချပို့ဆောင်ပေးခဲ့ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုရိတ်ကားတုံးများလာရောက်ကျေချပေးခဲ့တဲ့နေရာတွေကို တပိယင်းတိုက်နယ်တပကဖလှူရှားတက်စိမ့်မှာတော်လိုင်းရေးပေါ်တွေကယမန်နေ့နိုဝင်ဘာလ9ရက်နေ့မှာနေမီရှင်းလင်းရေးပြုလုပ်စဉ်ရိတ်ခါအချို့တင်စေရရှိခဲ့ကြောင်းသိရှိရပါတယ်။မနေ့ကတပိယင်းမြို့ကစစ်ခွေးတွေတက်ဆွဲသွားတဲ့နေရာကိုရိတ်ခါလာချတယ်။ WA နဲ့မိတီလာရှန်တက်ကတက်လာပြီးတော့စေချင်းလောက်လာချတာအထုပ်90ကျော်တယ်။ဒီနေ့မှာတော့တပိယင်းကတိုက်နယ်တပကဖလှူရှားတက်စိမ့်ကနေမီရှင်းလင်းရေးလှုပ်ဆောင်တာရိတ်ခါတချို့တင်စေရရှိခဲ့ပါတယ်လို့ တပည့်ရဲ့ခြေစိုက်ပြူရောင်ပြည်သူကာကွယ်ရေးအဖွဲ့ပြန်ကြားရေးတာဝန်ခံကဆိုပါတယ်အလားတူစကိုင်းတိုင်းကောလင်းမြို့နယ်မှာလည်းအကြံဖတ်စစ်တကဝိုင်းအိတ်လီရင်နဲ့ရေကာတုံများလာရောက်ကြေးချပို့ဆောင်ခဲ့ကြောင်းဒေသပြည်သူများကပြောဆိုပါတယ်နိုဝင်ဘာလ10ရက်နေ့မှာကောလင်းမြို့နယ်အရှိချမ်းမှာရှိတဲ့ချက်ပထူးရွှေတွင်းမှာတက်ဆွဲထားတဲ့အကြံဖတ်စစ်သားတွေကိုမိတီလာလီတက်ကတက်လာတဲ့ဝိုင်းအိတ်လီရင်နဲ့ရေကာတုံများလာရောက်ကြေးချပို့ဆောင်ခဲ့ကြောင်းသိရှိရပါတယ်မိတီလာလီတက်ကတက်လာတဲ့ဝိုင်းအိတ်ထောက်ပို့လီရင်က ကောလင်းမြို့နယ်အရှိချမ်းမှာရှိတဲ့ကြောက်ပတူးရွှေတွင်းမှာတက်ဆွဲထားတဲ့စစ်ခွေတွေကိုရိတ်ခါတုတ်တွေခြေချောက်ပို့ဆောင်သွားတာပါလို့ဒေသပြည်သူတို့ကပြောဆိုထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတကတော့တန့်စိတ်တိုက်ပွဲစစ်သားနှစ်ကောင်တည်ဆုံးခဲ့ပြီးစနိုက်ပါတလက် PDF တွေရရှိခဲ့ကြောင်းတင်ဆက်ပေးပါမယ်စကိုင်းတိုင်းတန့်စင်မြို့နယ်မှာစစ်ကောင်စီတပ်သားတွေနဲ့ပြည်သူ့ကာကွယ်တပ်မတော် PDF တို့ယမန်နေ့နိုဝင်ဘာလ9ရက်နေ့မနက်09:00ခန့်မှာထိတ်တိုက်တွေ့ပြီးတိုက်ပွဲဖြစ်ပွားခဲ့ပါတယ် တန်ဆင်မျိုးတောင်ဘက်ချင်းကနေထွက်ခွာလာတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်9ဦးဟာ PDF စစ်ကြောင်းနဲ့ထိတိုက်တွေ့ခဲ့တာပါစစ်ကောင်စီတပ်ဖွဲ့ဝင်2កောင်တေဆုံးခဲ့ပြီးစနိုက်ပါတလက်နဲ့ကြီးစံတချို့သိမ်းယူနိုင်ခဲ့တယ်လို့ PDF ရေးပေါ်တွေကပြောပါတယ်9ယောက်မှ2ယောက်သေးတယ်အလောင်းတွေပြန်ဆွဲသွားတယ်စနိုက်ပါတလက်ရလိုက်တယ်ဗျကျွဲဆွဲရွာဘက်ကိုပြန်ဆုတ်သွားတယ်လို့ကာကွယ်ရေးပေါ်တအူးကပြောပါတယ်တိုက်ပွဲဖြစ်ပွားချိန် နိုင်ဝက်ခန့်ကြာမြင့်ခဲ့ပြီးပြည်သူ့ကာကွယ်ရေးဘော်တွေထိခိုက်မရှိခဲ့ဘူးလို့တင်းစစ် People's Defense Force ကတာဝန်ရှိသူတဦးကပြောပါတယ်။စစ်ကောင်စီတပ်သားတွေဟာကျွဲဆွဲကြေးရွာဘက်ကနေထွက်လာတာဖြစ်ပြီးတိုက်ခိုက်ခံရပြီးနောက်ပြန်လည်ဆုတ်ခွာသွားတယ်လို့သိရှိရပါတယ်။ဒါပေမဲ့နှစ်ဦးသေဆုံးပြီးစနိုက်ပါတလက်ဆုံးရှုံးခဲ့တဲ့အတွက်စစ်ကောင်စီတပ်ကစစ်ကြောင်းပြန်ထိုးဖို့ကြိုးစားနေတယ်လို့သတင်းရရှိပါတယ်။စစ်ကောင်စီတပ်ဟာတင်းစစ်မြို့နယ်ကို drone နဲ့အပြင် spy မိုးပြန်ဘောလုံးနဲ့ပါလေကြောင်းကနေကင်းထောင်နေလို့ သတိပြုနေထိုင်ကြဖို့ဒေသခံတွေကိုကာကွယ်တပ်ဖွဲ့တွေကသတိပေးထားပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့တနိုင်ငံလုံးလွတ်မြောက်ရေးဦးစားမပေးရင်တော်လှန်ရေးကြာရှည်သွားနိုင်တယ်လို့ NUG တာဝန်ရှိသူသတိပေးခဲ့ကြောင်းတင်ဆက်ပေးပါမယ်တော်လှန်ရေးအင်အားစုအလုံးအနေနဲ့ကိုနေရကိုဒေသလွတ်မြောက်ရေးအားကောင်းရေးကိုများစွာရှေ့တန်းတင်လွန်ပြီးတနိုင်ငံလုံးလွတ်မြောက်ရေးနောက်မှစဉ်းစားပါကတော်လှန်ရေးကြာရှည်သွားနိုင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးပြောရေးဆိုခွင့်ရှိသူဥနေဖုံးလက်ကသတိပေးပြောကြားလိုက်ပါတယ်။နိုဝင်ဘာလ10ရက်နေ့ညကကျင်းပတဲ့ဒေါနာအင်အားစကားဝိုင်းမှာဥနေဖုံးလက်ကတနိုင်ငံလုံးလွတ်မြောက်ရေးရှေ့တန်းတင်ဖို့လေတာပြောကြားခဲ့တာဖြစ်ပါတယ်။တနိုင်ငံလုံးလွတ်မြောက်ရေးကိုရှေ့တန်းတင်ပါတနိုင်ငံလုံးလွတ်မြောက်ရေးဟာကျွန်တော်တို့ရဲ့ပထမဦးစားပေးဖြစ်တဲ့ ကိုနေရာကိုဒေတာလွမြောက်ရေးကစတင်ရတာမှန်ပေမယ့်ကိုနေရာကိုဒေတာလွမြောက်ရေးမှတင်လမ်းဆုံသွားလို့တော့မရပါဘူးတနိုင်ငံလုံးလွမြောက်ရေးကိုဘယ်တော့မှမမေ့ပဲပထမဦးစားပေးနေရာမှာထားပြီးတော်လန်ရေးအင်အားစုတွေအားလုံးကြိုးစားနိုင်မှသာလျှင်တော်လန်ရေးဟာအချိန်တူတူနဲ့အောင်မြင်မှုဘန်းတိုင်ကိုစုပ်ကင်နိုင်မှာဖြစ်ပါတယ်လို့ဥနေဖုံးလက်ကပြောပါတယ်တော်လန်ရေးအင်အားစုတွေအားလုံးအကြားညီညွတ်ရေးခိုင်မာစွာတည်ဆောက်ထားနိုင်မှတော်လန်ရေးအောင်မြင်မယ်ဆိုတော့ နားလေလက်ခံယုံကြည်ခဲ့ကြတာဖြစ်တယ်လို့ညီညွတ်ရေးကိုနီလန်ပေါင်းစုံနဲ့ကြိုးစားဆောင်ရွက်ခဲ့ပေမဲ့မလွယ်ကူကြောင်းပြောပြပါတယ်။နှစ်ပေါင်းများစွာစစ်တပ်ကညီမျိုးစုံတွေ့ခွဲခဲ့လို့ညီညွတ်ရေးကလွလွယ်ကူကူမဖြစ်တာရှိတယ်လို့မတူညီတဲ့အခြေအနေမတူညီတဲ့ပြအားရင်ဆိုင်နေရတဲ့အတွက်များစွာမလွယ်ကူဘူးလို့ဦးနေဖုံးလက်ကပြောပါတယ်။ညီညွတ်မှအောင်မြင်မယ်ဆိုတာအားလုံးနားလေကြတယ်အားလုံးလက်ခံကြတယ်။ဒါပေမဲ့တကယ်တမ်းအလုံးစုလိုက်ကြပါဆိုတဲ့ကိစ္စမှာတော့နှစ်ပေါင်းများစွာရှိခဲ့တဲ့ဒဏ်ရာတွေအနာတွေ ဒါတွေကလည်းပဲတစုံတရာထည့်သွင်းစဉ်းစားစရာကိစ္စတွေဖြစ်လာတော့ထင်သလောက်မလွယ်ကူတဲ့အခြေအနေမျိုးတွေနဲ့ရင်ဆိုင်နေရပါတယ်လို့ဥနေဖုံးလက်ကရှင်းပြပါတယ်။ NUG အနေနဲ့တိုင်းရင်းသားတော်လိုင်းအင်အားစုအပါအဝင်အင်အားစုအားလုံးနဲ့ထိစပ်မှုရင်းနှီးမှုပူးပေါင်းဆောင်ရွက်မှုရှိတယ်လို့ပြောကြားခဲ့တယ်လို့တိုင်းနဲ့ပြည်နယ်တွေအားလုံးမှာသက်ဆိုင်ရာတော်လိုင်းအင်အားစုတွေနဲ့ပူးပေါင်းပြီးတိုက်ပွဲဝင်နေကြတယ်ဆိုတာလည်းပြောခဲ့ပါတယ်။လက်ရှိစွန်းမိုးတိမ့်ပိုက်ထင်းကျုပ်ထားတဲ့နေမျိုးတွေရရှိဖို့ဆိုတဲ့ကိစ္စမှာ PDF တွေအထူးသဖြင့် ဂျန်စီတွေပေါ့ဗျာအဲ့ဒီဂျန်စီတွေရဲ့အသက်တွေဘဝတွေအများကြီးယဉ်နီပိဆက်ခဲ့ကြကြတယ်ဆိုတဲ့အမှန်တရားကလည်းဘယ်သူမှညင်းလို့မရပါဘူးဒါရီကိုတော့ကျွန်တော်တို့တွေအတိမတ်ပြုလက်ခံထားဖို့အရင်အရေးကြီးတယ်လို့ဥနေဘုန်းလကပြောပါတယ်ညီညွတ်ရေးကိုနီလန်ပေါင်းစုံနဲ့ဆက်ကြိုးစားကြတယ်လို့အားလုံးလည်းညီညွတ်ရေးရှိမှ အောင်မြင်မယ်ဆိုတဲ့ဟာကိုနားလည်ဆောင်ရွက်ကြဖို့များစွာအရေးကြီးကြောင်းပြောပါတယ်ကျွန်တော်တို့နိုင်ငံမှာတနိုင်ငံလုံးလွတ်မြောက်ရေးဆိုတဲ့ကိစ္စကိုရှေ့တန်းတင်ဖို့လိုပါတယ် လက်ရှိမှာတချို့လွတ်မြောက်နေမည်အချို့ရှိလာတယ်ဆိုပေမဲ့တနိုင်ငံလုံးမလွတ်မြောက်သေးသေးတော့ဘေနီယာဘေတီတမအပြည့်အဝမလွတ်မြောက်နိုင်ဘူးအပြည့်အဝမငြိမ်းချမ်းနိုင်ဘူးအပြည့်အဝအားကောင်းလာမှလည်းမဟုတ်ဘူးလို့ဦးနေဖုံးလက်ကပြောပါတယ်လက်ရှိမှာတော်လိုင်းအင်အားစုတွေအကြားစီးရေးဆိုင်ရာသဘောတူညီချက်အချို့လည်းရရှိထားတာရှိတယ်လို့နိုင်ငံရေးဆိုင်ရာသဘောတူညီချက်အားလည်းများစွာအရေးကြီးကြောင်းဦးနေဖုံးလက်ကပြောပါတယ်အမျိုးသားညီညွတ်ရေးအတိုင်းပင်ကောင်စီ NUCC နဲ့ NUG ပူးပေါင်းပြီးတော်လိုင်းအင်အားစုတွေပါဝင်တဲ့ ဘုံနိုင်ငံရေးသဘောတူညီချက်ရရှိရေးကြိုးစားဆောင်ရွက်နေကြောင်းလည်းပြောခဲ့ပါတယ်။အားလုံးကတနိုင်ငံလုံးအတိုင်းအတာနဲ့ပေါ့နော်ပြည်တော်စုတစ်ခုလုံးလွတ်မြောက်ရေးအတွက်ကိုဝိုင်းဝန်းပြီးဥဆောင်ကြဖို့ဆိုတဲ့အခြေအနေတစ်ခုဖြစ်လာဖို့ဆိုတာလေရည်မှန်းပြီးကြိုးစားဆောင်ရွက်နေတာတွေလည်းရှိပါတယ်လို့ဥနေဖုံးလက်ကပြောပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကလည်း NUG ယာယီတမရဒူဝါလက်ရှိလက်ကတော်လိုင်းဟာစူးစီညီညွတ်မှုအားနဲ့ပြည်သူအားကိုမြင်းမြန်စွာစုကင်ထားရမှာဖြစ်ကြောင်း ထက်လောင်းတရီပေးခဲ့ပါတယ်စစ်အာဏာရှင်စနစ်ကိုအပြီးတိုင်တိုက်ထုတ်ဖို့ဆိုပါကတော်လိုင်းအင်အားစုတွေအကြားကွဲလွဲတဲ့သဘောထားအမြင်တွေရှိလာရင်လည်းအတိမတ်ပြုပြီးစူးစိညညွတ်တဲ့အင်အားကိုလက်တွဲတိဆောက်ရမှာဖြစ်တယ်လို့ယာယီတမရကပြောပါတယ်ဘုံရန်သူကိုရှင်းလင်းပြတ်သားစွာကြည့်မြင်ဖို့တော်လိုင်းဟာပြည်သူလူထုနဲ့ဝေးကွာမသွားစေဖို့အမြင်မပြတ်နှလုံးသွင်းထားကြဖို့လေယာယီတမရကထပ်မံတိုက်တွန်းခဲ့တာဖြစ်ပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးခြင်းတကတော့ဘူချုထွန်းမြတ်နိုင်ရဲ့အသက်58နှစ်မြောက်အထိမ်းအဖြစ်စစ်ကောင်စီအတွက်အလုလုပေးခဲ့တဲ့မွတ်စလင်အကျဉ်းသား82ဦးကိုလူငင်းချမ်းသာ권ပြုခဲ့ကြောင်းတင်ဆက်ပေးပါမယ်။အရကတ်တတော် A တမူးချုပ်ဘူချုထွန်းမြတ်နိုင်ရဲ့အသက်58နှစ်မြောက်မွေးနေ့အထိမ်းအဖြစ်စစ်ကောင်စီအတွက်အလုလုပေးသူမွတ်စလင်အကျဉ်းသား82ဦးကိုလူငင်းချမ်းသာ권ပြုလိုက်ကြောင်း A သတင်းရှိမြစ်ကပြောဆိုပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာကြောက်ရွံ့တဲ့အရကတ်တတော်တမူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့အသက်58နှစ်မြောက်မွေးနေ့အထိမ်းအဖြစ်ဖတ်စစ်အကြံဖတ်စစ်ကောင်စီစစ်ကော်မရှင်တန်းအာစာ RSO စတဲ့အဖွဲ့အစည်းများနဲ့ဆက်ဆက်ပတ်သက်မှုတွေကြောင့်ဖမ်းဆီးထိန်းသိမ်းထားသူပြစ်ဒဏ်ကြခံနေရသူမွတ်စလင်လူမျိုး82ဦးကိုလူငင်းချမ်းသာကွင်ပြေးလိုက်ကြောင်းသိရှိရပါတယ်။လူငင်းချမ်းသာကွင်ပြေးလိုက်သူတွေဟာ2024ခုနှစ်တိုက်ပွဲကာလအတွင်းကအကြံဖတ်စစ်ကောင်စီစစ်ကော်မရှင်တပ်အပါအဝင် ်အွန်ဆာအရန်ဆူစတဲ့အဖွဲ့အစည်းများနဲ့ဆက်ဆက်ပတ်သက်၍ဖက်စီထိသိမ်းခံရသူများအနက်မှပြစ်ဒဏ်နေပါသူများတက်ကြီးရွယ်အိုများစစ်ကော်မရှင်ထံမှစစ်တင်နဲ့တက်ခဲ့ပြီးအေးထံမှအလင်းဝင်ခဲ့သူများဖြစ်ကြောင်းသိရှိရပါတယ်။အဆိုပါပြန်လွတ်ပေးသူတွေကိုနိုဝင်ဘာလ9ရက်နေ့ညနေ3:00နာရီခွဲအချိန်မှာပြန်လွတ်ပေးလိုက်ခြင်းဖြစ်ပြီးခရိုင်မွတ်စလင်ရေးရာကောင်စီအဖွဲ့ဝင်များခရိုင်အဆင့်ဂျူရီအဖွဲ့ဝင်များအရကပြည်သူတော်လိုင်းအစိုးရရဲ့ဒေသဆိုင်ရာတာဝန်ရှိသူများရဲ့ရှေ့မှောက်မှာ၎င်းတို့ရဲ့မိသားစုဝင်များထံကို ြန်လည်အနှံကဂတိခံဝန်လက်မှတ်ရေးထိုး၍ပြန်လွတ်ပေးလိုက်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာနောက်ထပ်သိရှိရတဲ့သတင်းကတော့အာနာသိန်းစစ်တပ်ရဲ့လက်ကင်ထုတ် ပြည်သူလူထုအတွက်အစိတ်ပင်မင်းအွန်လိုင်းမိသားစုရဲ့စီးပွားဘက်ဝင့်မုံရွှေကြီးအကြောင်းတင်ဆက်ပေးပါမယ်မြန်မာရုပ်ရှင်လောကရဲ့ထိတ်တန့်မင်းသမီးတဦးဖြစ်တဲ့အကယ်ဒမီဝင့်မုံရွှေရာမင်းအွန်လိုင်းမိသားစုနဲ့ဆက်စပ်တဲ့ထုတ်လို့ရေလုပ်ငန်းများမှာ ပူပေါင်းလုပ်ကင်လာနေပြီ2023ခုနှစ်နှောင်းပိုင်းမှာစစ်တပ်နဲ့နှီးစပ်တဲ့စီးပွားရေးလုပ်ငန်းရှင်နိုင်ပြူကျော်နဲ့လက်ထက်ခဲ့ပါတယ်နိုင်ငံရေးအပြောင်းအလဲများကြားမှာမေအောင်လိုင်တမိခင်တီရီတက်မွန်ရဲ့စီးပွားရေးလူယုံနိုင်ပြူကျော်ကိုဘဝခင်ပွန်းအဖြစ်ရွေးချယ်လိုက်ခြင်းဖြင့်ပြည်သူနဲ့ဆန့်ကျင်တဲ့ဘက်မှာတေချာပေါက်ယက်တီပြသခဲ့ပါတယ်ရင်းတို့စစ်တပ်ဘက်တော်သားအဖြစ်ယက်တီမှုများရဲ့2024ခုနှစ်အတွက်အကယ်ဒမီဆုရရှိခဲ့ပါတယ်ဝမ်မွန်ရွှေအီမာစစ်အာဏာမသိမ်းမီကာလ2019ခုနှစ်ခန့်ကတည်းက စစ်တပ်ခေါင်းဆောင်တဦးရဲ့မိသားစုဝင်တွေကရင်းနှီးမြှုပ်နှံထားတဲ့ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုနဲ့တီးသန့်စာချုပ်ချုပ်ဆိုကလက်တွဲလုပ်ကင်ခဲ့ဘူးပါတယ်စစ်တပ်ခေါင်းဆောင်ရဲ့တမိဖြစ်သူခင်တီရီတက်မွန်ငွေအများပြားရင်းနှီးမြှုပ်နှံထားတဲ့ရုပ်ရှင်ထုတ်လုပ်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့ Seven Sense Film Production နဲ့တီးသန့်စာချုပ်ချုပ်ဆိုခဲ့တဲ့မင်းသမီးတဦးလည်းဖြစ်ပါတယ်ရခင်ကလေးကမင်းအောင်လိုက်တမိခင်တီရီတက်မွန်နဲ့ပလူပလက်လုတ်ခဲ့ပေးမယ်လေရင်းအချင်းကဝတ်မှုရွှေကိုနိုင်ငံရေးအခြေအနေမပြင်းထန်သေးတာကြောင့် ပြည်သူကဝေဖန်မှုတိတ်မရှိခဲ့ပါဘူး။တိုးတော်2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့စစ်တပ်နဲ့ပူးပေါင်းတဲ့မြည်သည့်လုပ်ငန်းမဆိုးကိုဆန့်ကျင်တဲ့လူတို့လှုပ်ရှားမှုများပေါ်ပေါက်လာခဲ့ရမှာသူမရဲ့အတိတ်ကလက်တွဲမှုတွေဟာဝေဖန်စရာအချက်များဖြင့်ပြန်လည်ပေါ်ပေါက်လာခဲ့ပါတယ်။၂022ခုနှစ်ဧပြီလမှာအထွေထွေတပိတ်ပေါင်းဆက်ညီနိုင်ရေးအင်အားစု GSCP ကဲ့သို့သောအဖွဲ့အစည်းတွေကစစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုများမှာပါဝင်ခြင်းမရှိဘဲစစ်တပ်နဲ့ပူးပေါင်းလုပ်ကိုင်နေတယ်လို့ယူဆရတဲ့ အမှုပညာရှင်များအပေါ်လူမှုရေးအရာပြစ်ဒဏ်ချမှတ်ရန်တိုက်တွန်းတဲ့ထုတ်ပြန်ကြေညာချက်တွေထဲမှာဝိမုံရွှေရလည်းအမိပါဝင်ခဲ့ပါတယ်။ဝိမုံရွှေအပေါ်လူတို့ရဲ့ဝေဖန်မှုမိတော့တွေပြင်းထန်လာရခြင်းမှာ2023ခုနှစ်နိုဝင်ဘာလမှာမင်းအောင်လှိုင်တမိခင်တီရီတက်မွန်ရဲ့စီးပွားရေးလူယုံနိုင်ဖြူကျော်နဲ့လက်ထက်ခဲ့ခြင်းကြောင့်ဖြစ်ပါတယ်။နိုင်ဖြူကျော်စစ်တပ်နဲ့အကျိုးစီးပွားအရာနှီးစပ်မှုရှိသူဖြစ်လူသိများသူဖြစ်ပါတယ်။နိုင်ဖြူကျော်မှာ စစ်ကောင်းဆောင်တမိနဲ့အတူ7 sense ထုတ်လို့ရေးကိုအတူပူတွေလောက်ကန်ခဲ့ပါတယ်။အာနာသိမ့်ပြီးနောက်ပိုင်း7 sense ကိုပြည်သူတွေကတပိတ်မှောက်တဲ့အတွက်ထုတ်လို့ရေးအမိများပြောင်းပြီးလောက်ကန်ခဲ့ရပါတယ်။ရင်းပြင်နိုင်ဖြူကျော်ကမေအောင်လိုက်တာသမီများနဲ့အတူပြည်တွင်းမှာလျှက်စစ်ကတင်သွင်းရောင်းချခြင်းဆိုလာပစ္စည်းများရောင်းချခြင်းစစ်တပ်အတွက် drone များတင်သွင်းပေးခြင်းများလှုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ဝင်းမုံရွှေရစစ်တပ်နဲ့ပတ်သက်တဲ့စီးပွားရေးနဲ့စစ်တပ်ကိုထောက်ခံတဲ့နိုင်ငံရေးကိုအတုံးချကောင် ကိုကျိုးစီးပွားရေးဖြစ်ရေးအတိအကလှုပ်ဆောင်လာပါတယ် BBTV M Entertainment Channel W Entertainment Channel တူတောင်ကလူတို့ကိုဝါရဖြန့်အစိတ်ခက်ရန်ရည်ရွယ်ပြီးရုပ်ရှင်ဇာတ်ကားတွေကိုထုတ်လုပ်သူနာမည်မျိုးစုံချင်းကထုတ်လုပ်လျက်ရှိပါတယ်ဝမ်မွန်ရွှေမမင်းအောင်လိုက်သားချွေးမနဲ့တမီးတို့နဲ့ပူးပေါင်းပြီး BBTV နဲ့ Show Like Application တို့ကိုထူထောင်မိတ်ဆက်ခဲ့ပြီးမြမရုပ်ရှင်နဲ့အမှုပညာဖျော်ဖြေရေးဈေးကွက်ထဲကိုနီလန်မျိုးစုံနဲ့ပြန်လည်ဝင်ရောက်လာစေရန်ကြိုးစားလျက်ရှိပါတယ် မင်းအောင်လှိုင်မိသားစုနောက်ကွယ်ကချုပ်ကင်ထားတဲ့ BBTV မှာပထမဆုံးပြသခဲ့တဲ့ ရုပ်သံဇာတ်လမ်းတွေနှစ်သမီးနှစ်ခတ် Venus Lake ဖြစ်ပြီးအဆိုပါဇာတ်လမ်းတွေဟာဝင်းမုံရွှေကဦးဆောင်၍တရုတ်ဆောင်ထားပါတယ်။ဝင်းမုံရွှေက W Entertainment ကိုလည်းထူထောင်ထားပြီး BBTV နဲ့ပူးရဲကဇာတ်လမ်းတွေများထုတ်လုပ်နေပါတယ်။ Let alone နှုတ်ဝင်တဲ့ဇာတ်ကားကိုဝင်းမုံရွှေရဲ့ကိုပိုင်ထုတ်လုပ်ရေးဖြစ်တဲ့ W Entertainment ကရိုက်ကူးထုတ်လုပ်ထားပြီးအော်တိုဘားလ31ရက်နေ့မှာရှင်းတင်ပြသခဲ့ပါတယ်။ ို့တော်လည်းလက်ရှိအချိန်ရင်းဆက်ကားကိုအားပေးသူရော့ပါလျက်ရှိပြီးပြည်သူလူထုရဲ့တပိတ်မမှုကအောင်မြင်လျက်ရှိပါတယ်စစ်အာဏာရှင်စနစ်မှောင်အစိတ်ပင်ဆိုရင်ဝိမုံရွှေကြီးကအစိတ်ပင်ကိုရေလောင်းနေသူဖြစ်ပြီးပြည်သူကိုအစိတ်ခတ်နေသူလည်းဖြစ်ပါတယ်ခင်ဗျာနောက်ထပ်တင်ဆက်ပေးချင်တာကတော့ညောင်လေးပင်မှာမရိမှုကျွလွန်ပြီးပြည်သူတွေကိုညှဉ်းပန်းအနိုင်ကျင့်နေတဲ့ပြူစောတိငမျိုးပြက်ခတ်ခံရပြီးသေဆုံးခဲ့ကြောင်းတင်ဆက်ပေးပါမယ်ပဲခူးတိုင်းညောင်လေးပင်မြို့နယ်စီပင်ကြီးရွာမှာ မရိမှုကျွလွန်ပြီးပြည်သူတွေကိုညှဉ်ပန်းနိုင်ကျင့်နေတဲ့ပြူစော်တီငမျိုးပြက်ခတ်ခံရပြီးသေဆုံးသောကြောင့် Nine Stars Underground Force ဘကိုးရီဂျင်မှာတာဝန်ရှိသူကပြောဆိုပါတယ်။နိုဝင်ဘာလ10ရက်နေ့ညနေ9:25မိနစ်အချိန်မှာညောင်လေးပင်မြို့နယ်စီပင်ကြီးရွာမှာအုတ်ချုပ်ရေးမှုလဲဖြစ်ပြူစော်တီခေါင်းဆောင်လဲဖြစ်တဲ့မင်းမဲဦးရဲ့တပည့်ဖြစ်သူပြူစော်တီငမျိုးကိုပြက်ခတ်ခဲ့ပြီးပွေကျင်ပြီးသေဆုံးသွားခဲ့ကြောင်းအလားတူယင်းနေမှာပင်တရက်တည်းပြူစော်တီခေါင်းဆောင်မင်းမဲဦးကိုလည်း ပြစ်ခတ်ရှင်းလင်းခဲ့ကြောင်းသိရှိရပါတယ်။သူ့ဆရာမမေဦးကို၅ချက်တပည့်ဖြစ်တဲ့ငမျိုးကို၂ချက်တရက်ထဲနှစ်ကောင်ရှင်းလင်းခဲ့တာပါ။တက်ကိုတိုက်ရိုက်တရင်ပြေးနေတဲ့ငမျိုးကိုတော့သူနေတဲ့အင်တေကနေပဲချော့ခေါ်ပြီးစစ်တောင်းမြစ်ဘေးမှာပဲကြီးနှစ်ချက်နဲ့ပြစ်ခတ်ရှင်းလင်းခဲ့ပါတယ်လို့ Nyster Underground Force ဘကိုးရီဂျင်မှာတာဝန်ရှိသူကပြောဆိုပါတယ်။ဒေဆုံးသွားတဲ့ပြစ်စော့တင်ငမျိုးဟာတော်လိုင်းအင်အားစုတွေရဲ့မြေပြင်လှုပ်ရှားတရင်တွေကိုစုံစမ်းထောက်လှမ်းပြီးစစ်တပ်ထံကိုတိုက်ရိုက်တရင်ပေးဖို့ချင်း ပြည်သူများကိုအနိုင်ကျင့်ပြီးမရိမှုအထိပါကျူးလွန်ရန်ကနေသူဖြစ်ကြောင်းသူနဲ့မတည့်တဲ့သူတွေကို PDF ထောက်ပို့လို့အမိတက်ကငွေညစ်ချင်းစစ်မှုထမ်းပေါ်တာဆွေးခြင်းများလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရှိရပါတယ်။ဘကုတ်တိုင်းညောင်လေးပင်မြို့နယ်မှာပြည်သူတွေကိုဒုက္ခပေးနေတဲ့စစ်တပ်ရဲ့တောက်တိုင်တွေကို Nicers UG အဖွဲ့ကလက်လန်းမိသည်များရှင်းလင်းသွားမှာဖြစ်ကြောင်းအဆိုပါအဖွဲ့ရဲ့တာဝန်ရှိသူကသတိပေးထားပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးချင်တာကတော့ G-Fab ပွဲစီစဉ်သူကိုပါတပိတ်မောက်ကြဖို့ မလေးရှားရောက်မြန်မာတွေတိုက်တွန်းခဲ့ကြောင်းတင်ဆက်ပေးပါမယ်။စစ်တပ်အတွက်ဝါဒဖြန့်တခြင်းတွေတည်ဆူခဲ့တဲ့ G-Fed ရဲ့ဖျော်ဖြေပွဲကိုဖျက်သိမ်းခြင်းမရှိဘဲဆက်လက်ကျင်းပဖို့ပြုလုပ်နေတာကြောင့်ပွဲစီစဉ်သူကိုတပိတ်မောက်ဘွိုင်းကော့ပြုလုပ်ဖို့မလေးရှားရောက်ပြည်သူတွေကတောင်းဆိုလိုက်ပါတယ်။ G-Fed ရဲ့ဖျော်ဖြေပွဲကိုမလေးရှားနိုင်ငံကွာလာလမ်ပူမြို့က Sense 3ဆိုင်မှာနိုဝင်ဘာလ10ရက်နေ့မလေးရှားအချိန်ည10:00နာရီကနေမနက်9:00နာရီအထိ night party ဆိုပြီးလုပ်ဖို့စီစဉ်ထားတာဖြစ်ပါတယ်။ G-Fed ကပြည်သူဘက်ကနေ စစ်ကောင်စီဘက်ကိုပြောင်းလဲခဲ့ပြီးစစ်တပ်အတွက်ဝါဒဖြန့်တခြင်းဆိုပြီးခဲ့တာကြောင့်ပြည်သူတွေကဒီပွဲကိုဘွိုင်းကော့ပြုလုပ်ဖို့တိုက်တွန်းခဲ့တာပါမလေးရှားမှာအခုလိုပွဲတွေစီစဉ်တာနှစ်ပွဲရှိပါတယ်အခုလပိုင်းတွင်ပွဲတွေပိုလုပ်လာတယ်လို့ဂျီဖက်ပွဲကိုစီစဉ်သူကစုစထမ်းမြက်အမည်နဲ့ Facebook အသုံးပြုသူကတော့ဘွိုင်းကော့တရင်တွေထွက်လာပြီးချိန်မှာအကောင့်ကို log ချထားတာကိုတွေ့ရှိရပါတယ်ဒါပေမဲ့ပွဲကိုဆက်လက်ကျင်းပဖို့လှုံ့ဆော်နေတယ်လို့မလေးရှားရောက်မြန်မာတွေကပြောပါတယ် ဒီဖြောပြီးပွဲကိုကျင့်ပသူတွေကမလေးရှားနိုင်ငံမှာ2023ခုနှစ်နှစ်ကုန်ပိုင်းကစတင်ပြီးပြည်ရင်းကအစိုးတော်တွေနဲ့ဖြောပြီးပွဲတွေပြုလုပ်ခဲ့တယ်လို့မလေးရှားရောက်မြန်မာအချို့ကပြောပါတယ်။ပွဲစီစဉ်သူအမျိုးသမီးဟာကမ္ဘာကရောဂါကိုဗစ်ဖြစ်ပွားချိန်မှာမြန်မာနိုင်ငံကိုပြန်ခဲ့ပြီးစစ်တပ်အာဏာသိမ်းစမှဆန္ဒပြပွဲတွေမှာပါဝင်ခဲ့တာကြောင့်905နဲ့အဖမ်းခံခဲ့ရပူပြီးခံဝန်နဲ့ပြန်လွတ်လာသူလို့လူလူຫນွေဦးရဲ့တရင်ရင်းမြစ်ကအတည်ပြုပေးပါတယ်။သူတို့ကိုပြောရင် အဲ့ဒီ905လက်မှတ်ကြီးထုတ်ထုတ်ပြပြီးစဲတယ်မိုက်မိုက်ရိုင်းရိုင်းကိုစဲထားလို့မလေးရှားရောက်ပြည်သူတို့ကပြောပါတယ်ဒီလိုဖြောပြပွဲတွေပြုလုပ်နေတာဟာတော်လန်ရေးအတွက်ထောက်ဖို့လှုပ်ဆောင်ဓာတ်တွေကိုထိခိုက်အောင်လူငယ်တွေကိုအပျော်ပါမှာပဲအာယုံရောက်နေအောင်စစ်တပ်လက်အောက်ကအမှုပညာရှင်နဲ့စစ်တပ်ဝါဒဖြန့်အမှုပညာရှင်တွေကသာစစ်တိုက်ခေါ်ပွဲလုပ်နေတာလို့မလေးရှားရောက်မြန်မာတွေကပြောကြပါတယ်အရင်ကပွဲလုပ်တာကျဲပေမဲ့ဒီလောက်ဘိုင်းတွေအတင်းမှာတလကိုနှစ်ပွဲလောက်ထိတိုးလှုပ်လာတယ်လို့လည်းသူတို့ကစက်ပြောပါတယ် တော်လိုင်းရေးကာလအတွင်းမလေးရှားမှာအရင်ဆုံးပွဲဖြစ်သွားတာကလာမင်းကပြပဲသူနဲ့စီးပွားပြိုင်ဘက်ကဆခေါ်တာပါအဲ့ဒီကနေစပြီးသူ့ထက်ငါအပြိုင်ဘောမာတွေတယောက်ပြီးတယောက်ခေါ်ပြီးပွဲလုံနေကြတာအခုကတော်တော်လွန်လာပြီလို့မလေးရှားရောက်ပြီးသူတဦးကပြောပါတယ်သူတို့စီစဉ်တဲ့ပွဲတွေမှာလက်မှတ်ခတယောက်ကိုမလေးရှားရင်းကစ်90ဆိုပေမဲ့ခမ်းမာတဲ့ရောက်ရင်အရက်ပလင်းမဝဲရင်စပွဲဝိုင်းမရတော့မှုအရက်ဘီယာစတာတွေထက်ဝဲတောက်ကြရတာမှုတယောက်ကိုပွဲတစ်ချိန်သွားရင် တဦးကို ringgit 900လောက်အနည်းဆုံးကုန်တယ်လို့မလေးရှားရောက်မြန်မာတွေကပြောပါတယ်။အရင်ကဆိုစက်ရုံမှာလာတိုင်းထောက်ဖို့အတွက်ကောက်ကြတာအခုတော့ထောက်ဖို့အတွက်ကောက်တာတွေတောင်မရှိသလောက်ဖြစ်နေပါပြီ။လူငယ်တော်တော်များများကအဲ့ဒီပွဲတွေတွားကြဖို့စဉ်းစားကြတာဆိုတော့လို့မလေးရှားရောက်မြန်မာတဦးကပြောပါတယ်။မလေးရှားမှာတရားမဝင်နေထိုင်သူတွေကိုတောင်ဖျော်ဖြေပွဲလာကြည့်လို့ရအောင်ပွဲစီစဉ်သူကအာမခံပေးတယ်လို့ဆိုပါတယ်။ဒါကြောင့်ပွဲစီစဉ်သူတွေဟာစစ်ကောင်စီရဲ့တန်ယုံနဲ့ပါနှိစက်တယ်လို့ မလေးရှားရောက်မြန်မာတွေကတုံးသက်ကြပါတယ်ဒီဖြောပြပွဲစီစဉ်သူတွေပွဲတွေစက်တိုက်လုပ်နိုင်ဖို့အတွက်နောက်ွယ်ကစေခိုင်းနေသူတွေလည်းရှိတယ်လို့မလေးရှားရောက်မြန်မာတူကပြောပါတယ်အဲ့ဒီလူကပွဲစီစဉ်သူကိုနောက်ွယ်ကစေခိုင်းနေသူကစစ်တပ်အတိုင်းဝိုင်းကလို့ပဲတည်တယ်ဘယ်သူလဲတော့အတိအကျမသိဘူးလို့ပြောပါတယ်ဒါပေမဲ့ဒီချက်လက်ပေါ်မှာ people spring ကတခြားအတီမပြုတ်နိုင်သေးပါပဲဆက်လက်စုံစမ်းနေစေဖြစ်ပါတယ် G5 နဲ့နိုဝင်ဘာလ9ရက်နေ့မှာပွဲလုပ်ပြီးရင် နိုဝင်ဘာလ18ရက်နေ့မှာယူလီနဲ့ပွဲထက်လက်အုံးမှာဖြစ်ပြီးလူတစ်ယောက်ကို ringgit 90လို့ကြေညာထားတာတွေ့ရှိရပါတယ်။ရှေ့လတလာတင်းမှာတင်းရေးရင်အောင်တပွဲလွှမ်းပိုင်တပွဲရေးလီအင်ချစ်တပွဲလှုပ်ထားတာပါ။နှစ်ပတ်သုံးပတ်လောက်ခြားပြီးစက်တိုက်ခေါ်နေတာပါ။အရှိကအာတစ်စတွေခေါ်တာတော့ဘာမှမပြောလို့ပေမဲ့ဂျီဖက်ကတော့ဝိုင်းကော်ရမယ်စီးရင်ထဲမှာပါတယ်တင်လို့လာပြောပြတာလို့မလေးရှားရောက်မြန်မာတဦးကပြောပါတယ်။ဂျီဖက်နဲ့ဖလိုဂရိုးစ်တို့ကစစ်ကောင်စီတပ်မှခံဝန်ထူပြန်ဝင်ပြီးသူတို့နှစ်ယောက်ပေါင်းကော တနင်္ဂနွေညမှာအလိကျနွမ်းပန်းများဆိုပြီးဝါရဖြန့်တခြင်းတည်ဆိုခဲ့ကြပါတယ်။စစ်အာဏာရှင်စန့်ကျင်ရေးလှုပ်ဆောင်နေသူတွေကိုအထင်မှောင်စစ်တပ်စီမအညံ့ခန္ဓာကပဲအကောင်းဆုံးဆိုတဲ့ပုံစံဝါရဖြန့်ထားတယ်ဆိုပြီးတော်လိုင်းအင်အားစုတွေကအပြင်းထန်ဝေဖန်ခဲ့ကြပါတယ်။ဂျီဗာပြည်တွင်းပြောင်းဝင်ပြီးယုံလေးပိုင်တကွန်တို့နဲ့အတူ2023ခုနှစ်စစ်တပ်ရေကစားမန်တပ်ပွဲကိုစတင်တက်ပြီးနောက်ပိုင်းစစ်တပ်ပွဲတွေမကြာခဏတက်နေခဲ့ပါတယ်။ ဒါကြောင့်တော်လိုင်းအင်အားစုတွေနဲ့တော်လန်ပြည်သူတွေက G Fat ကိုတပိတ်မှောက်ကြဖို့လူမှုရေးပြစ်ဒဏ်ခတ်ဖို့တိုက်တွန်းခဲ့ကြတာဖြစ်ပါတယ်။အခုလိုပွဲတွေလုပ်နေပေမဲ့တိုင်တဲ့သူမရှိတဲ့အတွက်မလေးရှားရဲကဖမ်းဆီးတာမခံရဘူးလို့မလေးရှားရောက်မြန်မာတွေကပြောပါတယ်။အဲဒီလိုပွဲကိုတိုင်တဲ့လူမရှိဘူးလေ။အရင်ကတိုင်လို့ဖူးပွင့်ခိုင်တဲ့အီမီဇန်တို့ဖမ်းခံတိတယ်။အဲဒီတိုင်တဲ့သူကဘယ်သူလဲတော့မသိဘူး။အတန်ထွက်လာတော့တော်လန်ရေးလုတ်တဲ့သူတယောက်လို့အတန်ထွက်တော့သူတို့ပွဲလို့သူတွေကတက်မယ်ဖြတ်မယ်ချင်းချောက်သေးတယ်လို့ မလေးရှားရောက်မြန်မာတအူးကပြောပါတယ်ပွဲစီစဉ်သူတွေကမလေးရှားရဲတွေကိုလည်းငွေပေးထားတာမို့ပိုင်တယ်လို့သူကဆက်ပြောပါတယ်ဒါပေမဲ့အဲ့ဒီလိုပွဲတွေမှာနိုင်ငံကြီးတော်လှန်ရေးနဲ့ပတ်သက်ပြီးအော်ဒါလုတ်တာမျိုးကိုခွင့်မပြုဘူးလို့စုံစမ်းသိရှိရပါတယ်အထက်မှာနိုင်ငံကြီးနဲ့ပတ်သက်တာတွေအောင်မိရင်ဗီဒီယိုတွေရိုက်ထားမိရင်လည်းအကုန်ဖျက်ခိုင်းပါတယ် security တွေနဲ့ပွဲတွေဝင်လာပြီးဖျက်ခိုင်းတာလို့ပွဲကိုရောက်ခဲ့တဲ့မြန်မာတအူးကပြောပါတယ်ဂျီဖတ်နဲ့ပတ်သက်ပြီးစစ်တပ်ဘက်တော်သားတွေကိုထိထိရောက်ရောက် တပိတ်မောက်ဖို့နှိုးဆော်နေတဲ့ fake news check community fncc ဘာမာကလည်းပွဲစီစဉ်သူတွေအပါအဝင်ပါဝင်ပတ်သက်သူတွေကိုတပိတ်မောက်ကြဖို့တိုက်တွန်းထားပါတယ်စုစထက်မြက်အကောင့်ပိုင်ရှင်အပါအဝင် မလေးရှားနိုင်ငံမှာဖျော်ဖြေပွဲတွေပြုလုပ်နေတဲ့ဇီယာဦးအကောင့်ပိုင်ရှင်ကိုလည်း boycott ပြုလုပ်ဖို့ fncc ကတိုက်တွန်းထားပါတယ် study in malaysia က organize လုပ်မဲ့ mint yellow နဲ့ဘီလက်ပြန်တို့ပွဲပြတ်သွားပြီဖြစ်ပါတယ် boycott လုပ်ရမဲ့ပွဲနှစ်ပွဲမှာတပွဲအောင်မြင်သွားပြီဖြစ်ပါတယ် ကျောင်းသားလူငယ်တွေပဲရှိတဲ့နေရာဖြစ်လို့အဲ့ဒီနေရာကပွဲကဘွိုင်းကော့အောင်မြင်ခဲ့တာဖြစ်ပါတယ်လို့ FNCC ကမလေးရှားမှာပြုလုပ်မဲ့ပြောပြပွဲပြတ်သွားတာကိုအသိပေးထားပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးခြင်းတဲ့အရန်ကောင်းတဲ့စီရီသုံးသက်ချက်တွေကတော့ KNA နဲ့အချမ်းပါစစ်တပ်တို့တွေ့ဆုံကြမယ်ဆိုတဲ့ရူမာတက်လာပါတယ်တွေ့မဲ့နေရာညှိနှိုင်းရှာဖွေနေတဲ့ဆိုတာကပါသေးပါတယ်စီနာကိုတောင်ရက်တီကျက်နဲ့ပတ်သက်ရင် Tip for Tap ပြန်လို့ရတာ Highlander တွေပဲရှိတာပါ KIA ကအရင်ကတည်းကနိုင်ငံရေးသဘောတူညီချက်မရှိဘဲဘာအပြစ်ခက်ရက်စေးရမှာမလုပ်ပါဘူး2017ခုနှစ်ကတည်းကဒီနေ့ချိန်ထိတခါမှအပြစ်ရက်တာမရှိပါဘူး NCA မှာမဝင်ဘဲ UWSC နဲ့တွဲပြီးမြောက်ပိုင်းခုနှစ်ဖွဲ့ဖွဲ့ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုကော်မတီ FPNCC ကို2019ခုနှစ်မတ်လမှာပန်ဆန်းမှာဖွဲ့ပြီးစိတ်ကောင်းချိတ်ခွေးသားရောက်တဲ့မအားလာကို တွေ့ခဲ့တာ KIA ကမူဝါဒကပြတ်သားပြီးတာပါအခုအကြံဖတ်စေအုပ်စုလိုချင်တာက EAO အားလုံးနဲ့အပြည့်ရက်မယ် PDF ကိုချိန်မုံမယ်ဆိုတဲ့ချင်းကပ်မှုကနေစိုက်ဝါဖြန့်နေတာပါအကြံဖတ်စစ်အုပ်စုကိုတရုတ် CCP အစိုးရဘက်ကဖိအားပေးနေတာကချင်နဲ့ရခိုင်ပြည်နယ်ဟာတရုတ်အတွက်ပထဝီနိုင်ငံရေးနဲ့စီးပွားရေးအတွက်အငမ်းမရဖြစ်နေတာဒီຫນွေဦးတော်လန်ရေးကနေဒီပြည်နယ်နှစ်ခုကိုစစ်အုပ်စုလက်လွတ်ဆုံးရှုံးနေရတာစစ်ကောင်စီဘက်လောင်းကြီးတက်ထားတဲ့စီနာအတွက်အရှိုက်ထိစေတဲ့ထိုးနှက်ချက်ဖြစ်လာပါတယ် အောက်ကနေသည်ဟာကြီးမလျှော့ခြင်းတဲ့အကြံဖတ်စစ်အုပ်စုကတော့စိုက်ဝါတုံးပြီးထိုးခွေလာပါတယ်။ဒါကြောင့် KIA နဲ့စစ်အုပ်စုညှိမယ်ဆိုတဲ့စိုက်ဝါပြန်လာခဲ့တာပါ။ KIO KIA ဘက်မေးကြည့်တဲ့အခါမှာမဟုတ်ဘူးလို့ယတိပြအတန်ထွက်လာပါတယ်။မြန်မာပြည်တွင်းစစ်ပြစ်တနာကတရုတ်လိုခေါ်တဲ့စစ်နာရဲ့ဆွတ်ဖတ်မှုကြောင့်ပဲတိုင်းပြည်ဒလိန်ကောက်ကွေးကြခဲ့တာပါ။ကိုဂျိုစီးပွားကိုသာကြည့်ပြီးအက်တစ်မရှိတဲ့စစ်တပ်ကိုလက်ကင်တုပ်ဖြစ်မွေး debt trap policy နဲ့စီးပွားရေးနယ်ချပြီး တခိုးစင်းနဲ့လက်ကုံနှိုက်နေတာကြောင့်တိုင်းပြည်ကစောက်ထိုးမှုမျိုးဖြစ်ခဲ့တာပါစီးပွားရေးပညာရှင်ပေါ်ကိုလီယာပြောသလိုတိုင်းပြည်ကိုစင်းရဲတွင်တဲ့ကြစေတဲ့အချက်လေးချက်လုံးမြန်မာပြည်မှာဖြစ်နေတဲ့အတွက်ဒီနွန်ဒဲကရုံထွက်နိုင်ဖို့ဆိုရင်တရုတ်ကိုနီးမှန်လမ်းမှန်နဲ့ရင်ဆိုင်တုံ့ပြန်မှာပဲရပါမယ်ပေါ်ကိုလီယာရဲ့တတိယအချက်မှာပါတဲ့အင်းကြီးချင်းဇူးများကြောင့်တိုင်းပြည်စီးပွားရေးနွန်ဒဲကြတဲ့ဆိုတဲ့အချက်ကမြန်မာစီးနာကိုကြည်ပြီးမှန်းလိုက်တာဆိုပြီးကောက်ချက်ချမိပါတယ် အင်းကြီးစိုးရင်တော့မဟုတ်ပဲအင်းအားကြီးပြီးဒေတာရင်းအပြင်တကဘာလုံးကိုပါတပါတီအာနာရှင်စနစ်နဲ့သွေးခွဲစီးပွားရှာနေတာမြန်မာလူနိုင်ငံငယ်အပေါ်ဖုတ်လီတဲ့ငပိရှိတယ်လို့တောင်မထင်ခဲ့ပါဘူး NLD အစိုးရလက်ထက်မှာတော့မြန်မာဟာခေါင်းထောင်ထလာနိုင်တဲ့အနေအထားကိုမြင်နေရတဲ့အချိန်မှာစစ်တပ်ယခုစက်ကမကနေ auto pass လို့ပြန်ချုပ်ကင်ဖို့ပြင်ဆင်ရမှာခုဖြစ်ပြီးမြန်မာပြည်ဂျွန်းထိုးမှောက်ကုန်ဖြစ်ခဲ့ပါတယ်အာနာသိမ့်ပြီးစစ်ကောင်စီကိုနိုင်ငံတကာမှာ UN မှာ cover ပေးပြီးအနာသိမ့်တာပြည်တွင်းရေးတာဖြစ်တဲ့ဆိုပြီး recommendation လုပ်ခဲ့ပါတယ်စစ်တပ်ကအကြံဖတ်နေနေလိုက်ရင်ညင်သွားမယ်ဆိုတဲ့အယူအဆပေါ်အခြေခံပြီး2023ခုနှစ်ထိခံမစိမ့်ညင်နေခဲ့ပေမဲ့၃နှစ်ကြာလာတဲ့အချိန်ထိတည်ငြိမ်ဖို့လက်မမြင်တာကြောင့် EAO နဲ့စစ်ကောင်စီကိုခွာကစားပြီးသူလိုချင်တဲ့လမ်းကြောင်းတွေဝင်အောင်ကြုံတွင်ခဲ့ပါတယ်ဩဇာညောင်းတဲ့မြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့ကနေကြားဖြန့်ရှင်းလင်းရေးအတွက်မိစိမ့်ပြခဲ့ပါတယ်တိတုံညာနှစ်ကုန်စစ်စင်ရေးဆိုပြီး ညီနောင်သုံးဘွဲ့က operation စတဲ့အခါမှာမြန်မေစီနာတို့ရဲ့ကန့်သက်ချက်ကိုကျော်လွန်ပြီးလှုပ်လာတဲ့အခါမှာစီနာတို့ကစစ်ကောင်စီကိုထောက်ပံ့ပြီးလက်ဆပြန်သိမ်းပေမယ့် Highlander တွေနဲ့ဝန်လက်တွေကတော့၎င်းတို့ရဲ့ရည်မှန်းချက်အတိုင်းတွားနေတာကိုရက်တံပြေလို့မရတော့ပါဘူး။ Araka တက်တော် A ကပထဝီမြေမျက်နှာတွင်ပြင်အရရန်ဝေးကွာနေပေမယ့်တရုတ်ရဲ့အိန္ဒိယသမုဒ္ဒရာကိုစီးနေမယ်။ CMEC စီမံကိန်းရှိနေတယ်လို့ကြောက်ဖြူမှာတရုတ်ရင်းနှီးမြှုပ်နှံမှုရှိနေပါတယ်။ ရခိုင်မြို့နယ်စလင်းမြို့နယ်နဲ့ပလက်ဝကိုပါသိမ်းပိုက်ထားတဲ့အေအေက2025ခုနှစ်ဖေဖော်ဝါရီလကနေစတင်ပြီးကြောက်ဖြူကိုထိုးစစ်ဆင်ပါတယ်။စကိုင်းငလင်းကြောင့်ခိတ္တအပြစ်ရက်ခဲ့ပေမဲ့နောက်ပိုင်းအရှိန်မြင့်ထိုးစစ်ဆင်လာတာကြောက်ဖြူမြို့ပတ်ဝန်းကျင်ကြေးရွာတွေကိုပါထင်းကျုံလာနိုင်ပါတယ်။ကြောက်ဖြူမြို့အဝင်းမှာရှိတဲ့အမှတ်32ရဲတပ်ရင်းကနေအင်အားပြည့်တင်ပြီးအချိန်ချင်းထိုးစစ်ဆင်ပေမဲ့တက်လန့်နေရတဲ့အကြမ်းဖက်စစ်တပ်ကတရုတ်ရဲ့ drone ပညာရှင်တွေအကူအညီနဲ့ထတ်ထိုးလဲရှုံတာပါပဲ။ အအနေနဲ့ကလည်းကြောက်ဖြူကိုထူးစစ်စင်ရမှာတရုတ်စီမံကိန်းတွေကြောင့်အခက်အခဲတွေတွေ့ရပါတယ်။စစ်ကောင်စီတပ်သားတွေကရှုံရင်တရုတ်စစ်ရုံတွေစီကိုပြေးပြီးအကာအကွယ်ယူနေတာပါ။ကြောက်ဖြူမြို့နယ်ငားမိုင်အကွာမှာတစ်ပုတ်တောင်ဘက်မှာတညဝရီရေတပ်ဌာနချုပ်ရှိပြီးကြောက်ဖြူမြို့မှာအမတ်30နှစ်တက်ခရီးရေတပ်ရင်အပါအဝင်ခလာရ34ခမရ943ခမရ942တာရှိပါတယ်။စစ်တပ်တန်းစင်မွတ်စလင်တွေလည်းရှိပါတယ်။အေးအနေနဲ့ ရေတပ်ဌာနချုပ်တခုတရင်လင်းရင်လောက်ကိုအပြက်ဖြတ်နိုင်တဲ့တိုက်ခိုက်ရေးစွမ်းရည်ရှိပြီးတရုတ်စီမံကိန်းကြောင့်နီးပြူဟာမဟာပြူဟာပိုင်းကိုအသေးစိတ်တွေ့ချင်နေရပါတယ်။ကြောက်ဖြူမျိုးကသာအေးရရင်တော့တရုတ်ဘက်ကနေကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေစကားပြောရတော့မှာပါပဲ။စစ်တွေမျိုးကလည်းအေးနှစ်နဲ့ချီပိတ်ဆို့ထားတာမအောင်ဆိုရင်လေကြောက်ဖြူကြရင်တဆက်တည်းအေးအေးကောက်သိမ့်မှာမို့တရုတ်အတွက်စေအုစုကိုဘူးဒီပုတ်ထားပြီးအေးအေးနဲ့ညှိကိုညှိရမယ်အနေထားရှိလာပါတယ်။စေအုစုအတွက်က ရခိုင်ပြည်နယ်နဲ့ဆက်စပ်တဲ့မကွေးတိုင်းပဲခူးတိုင်းအီယော်ရီတိုင်းနေဆက်ဒေသမှာဖိအတက်နီလန်အောင်အေအေနဲ့မဟာမိတ်အဖွဲ့တွေရဲ့စော်ခံထိနေတာတရုတ်မတိမရှိပါဘူးတရုတ်နဲ့ထိဆက်နေတဲ့နေဆက်တလျှောက်ဒိုင်းတာလက်နက်က EO တွေမှာတရုတ်ဩစာမညောင်းတဲ့အဖွဲ့ဆိုတာမရှိပါဘူး EO တွေမှာလက်နက်ကင်အတောင်တင်းဆုံးဖြစ်တဲ့ UWSA တောင်းတရုတ်ဟောက်တာနဲ့ပြပြဝက်လှုပ်ပေးရပါတယ်ဒါပေမဲ့ KIO KNA ကတရုတ်ဩစာညောင်းပေမဲ့သူ့မူဝါဒ တိုင်းပြည်ရဲ့အချုပ်အခြာအာဏာပိုင်းကိုလာထိရင်တော့စိနာမြန်မင်းတွေကိုဖျဲပါတယ်တရုတ်ကဖိတ်ရင်တွားလိုက်တဲ့အလိုက်ထိုက်ဆက်ဆံတယ်တရုတ်ကလည်းတခြား MNT ခေါင်းဆောင် UWSC ခေါင်းဆောင်တွေကိုဖမ်းပြီးစစ်ကောင်စီနဲ့ညှိနှိုင်းဖို့ PRP ဆွေးနွေးခိုင်းပေမဲ့ KIU ခေါင်းဆောင်တွေကိုတရုတ်ဘက်မှအကြေချုပ်ဖမ်းပြီးစစ်ကောင်စီနဲ့ညှိဖို့မလုပ်ရဲပါဘူးအဲ့ဒါ KIA KIO ရဲ့ rule အစင်တန်းပါပဲကချင်ပြည်နယ်တွေကမြို့ရှိမြို့ကို2024ခုနှစ်မှာအေးအေးသိမ့်ပိုက်ထားပါတယ် တရုတ်နဲ့ထိစပ်တဲ့နေဆက်ကုံတွေးမြို့တွေလွေကျဲကံပိုက်တီးမြေရှားရီးထွက်တဲ့ပန်ဝါကြီးဖွေးမြေရှားအထွက်နှုံးများမဲ့မိုးမောက်မန်စီကို KIA တင်ထားပါတယ်ဒီကနေ့အထိစစ်အုပ်စုနဲ့ညှိဖို့တရုတ်စကားခေါ်လို့မရတာ KIA ပဲရှိပါတယ်တရုတ်လိုအင်အားကြီးနိုင်ငံကမခံပြင်းပဲနေမလားစစ်အုပ်စုခေါင်းထောင်ထလာတဲ့ဆိုပေမဲ့တရုတ်ရဲ့စီးပွားရေးအညာကိုကင်ထားတဲ့ KIA နဲ့ AE တို့အပေါ်မှာတရုတ်ဘက်ကလည်းမီးစင်ကြိကနေရတာအားလုံးအမြင်ပါပဲ။ တရုတ်ကြောင့်အသက်ရှူပေါက်ရလာတဲ့အကြံဖတ်စစ်အုပ်စုကို knock down လုပ်နိုင်တာ KIA နဲ့ AA ပဲရှိပါတယ်စစ်ကောင်စီတွေးခွဲတာကိုအဟုတ်မှတ်မနေပါနဲ့တော်လန်ပြည်သူတရက်လုံးတော်လန်ရဲ့အဖွဲ့အားလုံးနားလည်ရမှာကရန်သူစိုက်ဝါးကိုနားမယောင်မိပါစေနဲ့တော်လန်ရဲ့တပ်ဦးဖြစ်နေတဲ့ KIA နဲ့ AA တို့ NUG PDF နဲ့အတူတော်လန်ရဲ့ဘန်းတိုင်ကိုမရောက်ရောက်အောင်တွားကြမယ်ဆိုတာပဲတရုတ်ကို balance ထိမ့်မဲ့စစ်အုပ်စုကိုနိုင်မဲ့ကက်ကို KIA နဲ့ AA ကင်ထားတာပါ so let us begin anew ဟုတ်ကဲ့ပါအခုလိုသတင်းများကိုနားဆင်ကြည့်ရှုပေးခဲ့တဲ့အတွက်အထူးပင်ကျေးဇူးတင်ရှိပါတယ်။နောက်ထပ်တော်လိုင်းသတင်းတို့များနဲ့ပြန်လာခဲ့ပါမယ်။မြန်မာပြည်သူပြည်သားပေါင်းအကြံဖတ်စစ်အာဏာရှင်စနစ်ဆိုးလက်အောက်မှာအမြန်ဆုံးလွတ်မြောက်ပြီးတော်လန်နေသစ်ကိုချိန်တိုတွင်ရောက်ရှိနိုင်ပါစေလို့ကျွန်တော်တို့တော်လန်သတင်းဌာနမှဆုတောင်းလိုက်ပါရခင်ဗျာ။